မင်္ဂလာပါလို့ဥစွာပနာမနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဗာမီရီကတ်စတိုရီချန်နယ်ကနေပြန်လည်ကြိုဆိုပါတယ်ဇလန်မစခင်မှာနည်းနည်းပြောချင်တာကတော့ဥစတာဆိုတာအစ္စလမ်ဘာသာကြီးဆရာကို ပြောတာပါ1998ခုနှစ်မေလ12ရက်မှာအင်ဒိုနီးရှားနိုင်ငံမှာဆန္ဒပြပွဲတွေရဲ့နောက်ဆက်တွဲအနေနဲ့တမိုင်းဝင်ဖြစ်ရဆိုးတွေဖြစ်ခဲ့ပါတယ်ဖြစ်ပွားခဲ့တာတွေကိုလည်းမဖြစ်ရှင်းနိုင်ခဲ့ပါဘူးအစုလိုက်တည်ဆုံရမှုတွေဟာအစ္စလမ်ဘာသာကြီးဆရာတွေ ကာယဤဓမ္မဆရာတွေနဲ့ဘာသာရေးចောင်းသားចောင်းသူတွေဖြစ်ကြပါတယ်ကျူးလွန်သူတွေကဘယ်သူတွေလဲဆိုတာကိုကွဲကွဲပြားပြားမသိရသေးပါဘူးဒီအကြောင်းကိုတရင်ကနေကြီးညာနေပြီးဘာသာရေးဆရာနှစ်ယောက်ကိုလည်းတရင်တစ်ခုနဲ့ပတ်သက်ပြီးဥစတက်ရစ်ဝံကညွန်ကြားချက်နဲ့တင်ခိုင်းသွားပါတယ်တရင်ကိုဖတ်လိုက်ရင်နှစ်ယောက်တည်းရှိနေချိန်မှာပဲဒါကိုသိပြီးစိတ်ဝင်စားဖို့ပြောနေကြကတယောက်ကလည်းသူတို့ចောင်းအတွက်စိုးရင်မိတယ်လို့ဆိုပါတယ် ဒီအချိန်မှာပဲတကားပိတ်လိုက်တဲ့အချိန်ခေါင်းမိုးပေါ်ကနေလမ်းလျှောက်တံကိုကြားလိုက်ရပြီမိကလည်းပြတ်သွားကချက်ချင်းဆိုသလိုပဲဦးစတန်နှစ်ယောက်လုံးကိုအမောင်ထဲမှာရက်ဆက်စွာတတ်ခံလိုက်ရပါတယ်တဖက်မှာလည်းအာနီစာဟာသူ့ရဲ့နာမည်ကိုတီတိုခေါ်သံကြားလိုက်ရလို့အိယာကနေလန်နိုးလာပြီးဘေးပဝန်းကျင်ကိုကြည့်တော့လဲအိမ်နေကြတော့မှာပဲဒီတော့မိသွားဖွင့်တဲ့အခါမှာမိကလည်းမလာတဲ့အတွက်ဖန်မိအိမ်ကိုထွန်းလိုက်ပါတယ်ပြည်သားနဲ့မျက်နှာတိဖို့အတွက်တကားကိုအဖွဲမှာ အပြင်မှာတရေတဲ့ကောင်ကိုမြင်လိုက်ရပြီလမ်းပြီးပြန်ပိတ်ထားကဖရားတနေတော့နောက်ကနေတင်ငယ်ချင်းနူရူကရောက်လာပြီတကားကိုဖြွင့်လိုက်တော့လေမဖြွင့်စေချင်ပါဘူးဒါပေမဲ့သူဖြွင့်လိုက်တဲ့အခါမှာတော့ဘာမှမရှိပါဘူးအန်နီစာလည်းအံ့ဩသွားပြီးကြံတဲ့လူတွေလည်းနှုတ်ကုန်ကြကမိုးမလင်းသေးတာကြောင့်ပြန်ပြီးအိတ်လိုက်ကြပါတယ်အန်နီစာတို့နေတာကဘာသာရေးအကြောင်းကအဆောင်သူတွေပါသူတို့တွေလည်းစာသင်ဖို့အတွက်စကားတပြောပြောနဲ့လမ်းလျှောက်လာနေရင် ဆန်ဒရီယိုတို့တငယ်ချင်းနှစ်ယောက်ကလည်းစားနောက်လာကြရင်ရုတ်တရက်သူတို့ကိုဝင်တိုက်တော့မိစ္ဆာတကောင်ကိုမြင်လိုက်ပါတယ်လို့ရောင်းမိသွားတဲ့အတွက်အားလုံးကလည်းအံ့ဩသွားကြပါတယ်။အန်နီစာတို့လည်းဆက်သွားလိုက်ကြပြီးဆန်ဒရီယိုတို့ကတော့ကျောင်းရဲ့ကြော်ညာပုံမှာအူစတာတယောက်ကတရင်ကျင်ညာနေတာကိုမြင်ပြီးသွားဆက်စုနေတာပုံမှန်ကတ်နေကြဆရာကမကတ်ဘူးလားလို့ဆိုတော့ဘာမှမပြောဘဲထွက်သွားပါတယ်။ဒီကျောင်းရဲ့တာဝန်ခံဆရာကရစ်ဝံပါအန်နီစာတို့တငယ်ချင်းတွေလည်းပုံမှန်အတိုင်းစာအန်နေကြချင်း လော့စပီကာကနေចောင်းသားចောင်းသူတွေချက်ချင်းကိုယ့်အဆောင်ကိုကိုပြန်ကြဖို့ကြော်ညာလာပါတယ်။ဒါပေမဲ့ဆန်ဒရီယိုတို့နှစ်ယောက်ကတော့မပြန်သေးပါဘူး။စိတ်လိတ်သွားခိုးတောက်နေကြကာចောင်းရဲ့အခြေအနေကိုအပေါ်ကနေမြင်နေရပြီးចောင်းကပိတ်တော့မှလာလို့စိုးရိမ်နေကြပါတယ်။ចောင်းရဲ့ဆရာနှစ်ယောက်ဖြစ်တဲ့ရစ်ဝမ်နဲ့ဘာကတ်တို့ကစကားများနေကြကာចောင်းကိုပိတ်ပစ်ဖို့နဲ့ចောင်းသားတွေကိုအိမ်ပြန်ခိုင်းဖို့တိုက်တွန်းနေကာတာဝန်ခံဖြစ်တဲ့ရစ်ဝမ်ကလည်းလက်မခံပါဘူး။ဒီတော့ဆရာမဇစ်ကပဲဝင်ထားလိုက်ရပြီး ဖြစ်လာတာတွေကိုတာဝန်ယူရမယ်လို့ဆိုကဘာကက်ကထွက်သွားပါတယ်။ဆန်ဒီယိုရိုကလည်းအန်နီစာစီကိုယောက်သွားကြပြီ။သူနဲ့တိုက်မိတုန်းကမိစ္ဆာတကောင်ထွေတယ်လို့ပြောတယ်လို့ဆိုတော့ဟုတ်တယ်။ကြောက်စရာကောင်းတယ်လို့ဆိုကဆက်ပြောဖို့လှုပ်ချိန်မှာပဲ။ဆရာယူဝန်ကယောက်လာတဲ့အတွက်စကားစာပြတ်သွားကြပြီ။ဆရာကဘာလုပ်နေတာလဲလို့ဆိုကသူတို့စီကဆေးလိနှံ့ကိုရလို့ဆေးလိတောက်ထားကြတာလားလို့မေးပြီးမဲ့နှစ်အောင်လုံးကမဟုတ်ဘူးလို့ဆိုပါတယ်။ယူဝန်ကလည်းအလီရဲ့ခေါင်းပေါ်ကမိကျစ်ကိုတွေးသွားပြီ သူတို့ဘာလုပ်လဲဆိုတာတည်သွားကနှစ်ယောက်လုံးကိုဆုံးမစကားဆိုလိုက်ပြီးအဆောင်ကိုပြန်ခိုင်းလိုက်ပါတယ်။မတော်ခင်မှာအူစတက်ရိုဟင်နဲ့ရန်နာရိုကိုမတွေ့ဘူးလို့မေးတဲ့အခါမှာအလီကအဆူခံရမှဆိုပြီးအတင်းခေါ်သွားလိုက်ပါတယ်။သူတို့ထွက်သွားတဲ့အခါမှာတော့အန်နီစာကိုလည်းဆရာကနှုတ်ဆက်ပြီးထွက်သွားပါတယ်။ညရောက်တော့အန်နီစာကမကောင်းဆိုးဝါးမြင်တာကိုတန်ဒရီယိုကအယံသိကျင်နေပြီးအူစတက်နှစ်ယောက်ပျောက်နေတာကိုလည်းစုံစမ်းကျင်နေတာပါ။ဒါကိုအလီကိုတိုင်ပင်ပေမဲ့ အလီကစိတ်မဝင်စားလို့သူတယောက်တည်းထွက်လာခဲ့လိုက်ပါတယ်။တစ်ဖက်မှာလည်းအန်နီစာကတယောက်တည်းရှိနေပြီးအိတ်ဖို့ပြင်းနေချိန်မှာပဲ။ဘေးကပြတင်းတကားကပွင့်သွားပါတယ်။သူမှလည်းတကားကိုထပိတ်လိုက်ပြီးပြန်ထိုင်ဖို့လှုပ်ချိန်မှာတော့အရှိတကမာကြီးကပွင့်လာပြီးအထဲကိုသူမြင်နေတဲ့တရဲတကောင်ကဝင်လာပါတယ်။တဖြည်းဖြည်းအနားကိုရောက်လာပြီးသူမှလည်းကြည်နေရင်းမှာပဲ။ထိတ်လန့်နေပြီး သူရှိတင်ပဲပျောက်သွားခါအတန်တစ်ခုကိုပဲကြားလိုက်ရလို့အပြင်ကိုထွက်ပြေးရပါတော့တယ်အပြင်ကနေတကားကိုပိတ်ပြီးထိတ်လန့်နေချင်းအနောက်ကနေလက်တစ်ဖက်ကပခုံးကိုလာကင်တဲ့အတွက်လှည့်အကြည့်အနောက်မှာရောက်နေပြန်လို့လန့်ပြီးអော်ပြီးထွက်ပြေးရပြန်ကလှေကားတွေအတိုင်းဆင်းပြေးလိုက်ရင်အရှိမထက်ရောက်နေပြန်ပါတယ်ဒီတော့လမ်းကြောင်းပြောင်းပြေးရင်ရေသုံးတဲ့နေရာကိုရောက်သွားကပုန်းနေလိုက်ပြီးသူပုန်းနေချိန်မှာပဲအတန်ကြားလိုက်ရလို့ထကြည့်မိလိုက်တဲ့အခါမှာတော့ အောင်လန်းအစီအရေတခုကိုလူတစ်ယောက်ကမြုပ်နှံနေတာကိုမြင်လိုက်ရပါတယ်။ဒီเจ้าရဲ့ဦးစတက်ဆာမီယာကလည်းတည်ဆုံသွားတဲ့အသက်ခံရတဲ့ဦးစတက်နှစ်ယောက်ရဲ့အလောင်းကိုတွားကြည့်ရင်အခမ်းမီးကလည်းဖွင့်တာမရပြန်ပါဘူး။ဆရာရီရဲ့အလောင်းသားကိုထိုင်ကဝမ်းနဲ့ငိုကြွေးနေချိန်တစ်ဖက်မှာလည်းလူတစ်ယောက်ကအောင်လန်းအစီအရင်တွေကိုပြုတ်လုံနေကအိမ်မြောင်တကောင်ကိုပါဇက်နဲ့ကိုက်ပြီးတွေးကိုယူလိုက်ကြက်တကောင်ကိုလေပင်းကိုလက်နဲ့ပဲဆွဲဖြုတ်ပစ်လိုက်နဲ့အစွမ်းထက်တဲ့အောင်လန်းကိုစီးရင်နေတာပါ။ သူလုံနေတာကဒီစရာရဲ့အလောင်းတွေကိုအသုံးချဖို့ပါပဲအလောင်းတွေနားကိုရောက်နေတဲ့စာမီယာလဲဝမ်းလဲနေပြီဒီเจ้าရဲ့เจ้าကိုကာယာဤတာရှိရင်မြေမြုပ်ပေးနိုင်မှာလို့ဆိုကအလောင်းတွေပေါ်ကိုသူယူလာတဲ့မြေမုံလေးတွေကိုဖျန်းပေးနေချိန်မှာပဲတပတ်ကအောင်လန်းစရာရဲ့ထိန်းချုပ်လိုက်တာကြောင့်အလောင်းတွေကထထိုင်လာပါတယ်မင်းတို့အားလုံးသိရမယ်လို့ပြောနေကဦးစတက်စာမီယာလဲလန့်ပြီးအနောက်ကိုစုပ်ကမျက်လုံးမိတ်ထားလိုက်ပါတယ်သူပြန်ကြည့်တဲ့အခါမှာတော့အလောင်းတွေကမရှိတော့ပါဘူး ဒီတော့ထားပြေးပြီးတကားကိုသွားဖွင့်တော့လဲဖွင့်မရပါဘူးအားလုံးတည်ရမယ်လို့ပဲအတန်ကြားနေရကသူလည်းထိမ့်လန့်နေပါတယ်အောင်လန်းစီယာကလည်းတပတ်ကနေအလောင်းတွေကိုထိမ့်ချုပ်နေတာပါစာမီယာလည်းထိမ့်လန့်နေကသူ့ရှေ့ကိုအလောင်းကြီးတစ်ခုပြုတ်ကျလာပြီနောက်အလောင်းတစ်ခုကလည်းခေါင်းကြီးပြတ်နေတဲ့အတိုင်းကြီးထလာပါတယ်သူ့နောက်ကိုဆုတ်တော့သူ့နောက်ကိုရောက်နေပါပြီဒီတော့ကြောက်ကြောက်နဲ့အောက်ကိုထိုင်ချလိုက်ချင်းအလောင်းကနေသွေးတွေအန်ထွက်လာပြီးသူ့အပေါ်ကိုကြကုန်ပါတယ်အန်နီစာလည်း ကြောက်ကြောက်နဲ့ပြေးလာနေရင်ဆန်ဒီယိုနဲ့စုံမိသွားကြကအော်တန်ကြားလို့သွားကြည့်လိုက်တဲ့အခါမှာတော့ဥစတက်စာမီယာကသွေးတွေရွှဲနေပြီးပုံမှန်မဟုတ်တော့ပါဘူးဒီတော့အကူညီတောင်းလိုက်ပြီးအခန်းကိုပြန်ပို့လိုက်ကြကចောင်းသားတွေလည်းဝိုင်းအောင်ကြည့်နေကြပါတယ်အန်နီစာကတော့စာမီယာကိုအောက်လန်းအတက်နဲ့ဂျင်းစာတိုက်ခံထားရတာလို့ပြောနေကနူဒူကလည်းဂျုံကြည့်သူတွေကိုဒီလိုမတက်ရောက်ပါဘူးလို့ဆိုပါတယ်မကောင်းဆိုးဝါးတွေနဲ့အပေးအယူလုပ်ပြီး တိုက်ခိုက်တတ်တဲ့မှော်ပညာတစ်မျိုးဖြစ်ပြီးဓာရီကို သူကစာအုပ်ထဲကနေဖတ်ထားဖို့တယ်လို့ဆိုပါတယ်။ဒီအချိန်မှာပဲဦးစတက်ရစ်ဝမ်တို့ရောက်လာပြီးចောင်းသားចောင်းသူတွေကိုမောင်းထုတ်လိုက်ကြပါတယ်။အဲဒီနောက်မှာတော့ចောင်းအုပ်ဆရာကြီးကာယာဤပြင်ရောက်လာကဆရာနှစ်ယောက်ရဲ့အလောင်းတွေပျောက်ဆုံးတာကိုလည်းသိသွားပြီးတာဝန်ပေးအပ်ခဲ့တဲ့ရစ်ဝမ်ကိုလည်းပြောပေမဲ့ဆရာကြီးပြန်လာမှပြုတ်လုဖို့ပြင်ဆင်ထားတာပါလို့ဆိုပါတယ်။ဒီတော့ဘာကကသူ့ရဲ့ဆုံးဖြတ်ချက်ကចောင်းကိုနင့်နာစေခဲ့တယ်လို့ဆိုပါတယ်။ ကာယာဤကလည်းနောက်ဆိုရင်တေဆုံးသွားတဲ့လူတွေကိုအစ္စလမ်ဘာသာအရဒလီထုံးတွမ်းတွေအတိုင်းတကြိုရမယ်လို့မှားလိုက်ပါတယ်။ကျောင်းသားတွေကဆရာနှစ်ယောက်တေဆုံးတာကိုတော့မသိကြသေးပါဘူး။ဒါကိုလည်းဆက်ပြီးဖုံးကွယ်ထားစီကစာမီယာရဲ့အကြောင်းကိုတော့ကျောင်းသူကျောင်းသားတွေကအတိသွားကြပါပြီ။ညာတွင်ချင်းပဲကျောင်းသားတွေကိုစုခိုင်းလိုက်ပြီးကာယာဤဥဆောင်ကဝိပုစုတောင်းလိုက်ပြီးအားလုံးကလည်းအာယုံပြုစုတောင်းနေချင်းစန်ဒရီယိုကသူ့တို့ဘေးမှာရန်နွာရဲ့အလောင်းကောင်ကြီးကိုမြင်လိုက်ရပြီးထိတ်လန့်သွားပါတယ်။ ဒါပေမဲ့တခြားလူတွေကမမြင်ရပါဘူးဒီအချိန်မှာပဲအားလုံးရဲ့ရှေ့မှာခုနဝိပြုဆူတောင်းနေတဲ့ကာယာအီကချက်ချင်းပဲပျောက်ချင်းမလားပျောက်သွားပါတယ်ဒီတော့လော့စပီကာကနေចောင်းသားចောင်းသူတွေအားလုံးကို စင့်ခေါ်လိုက်ပြီးအခန်းမထဲမှာအိတ်စီပါတယ်ညရောက်တော့အားလုံးလူကြီးတိတ်သွားချိန်ဆန်ဒီယိုနဲ့အလီကတိတ်တဆိတ်ထားသွားပြီးရုံကန်တစ်ခုတည်းကိုဝင်ကာအလီကိုအပေါက်မှာစောင့်ကြည့်စီပါတယ်ဆန်ဒီယိုကတော့ဖုံးဆက်ကြည့်တော့လည်းမရလို့စာရွက်တွေကိုလိုက်ကြည့်နေရင် တတင်းစာတစ်ခုမှာပယောကဆရာတွေကိုလောက်ကျန်ခံနေရတာတွေကိုတွေ့သွားပြီးဒီတတင်းကိုလည်းဆရာတွေကဖုံးပိထားတာကိုလည်းသိသွားကြပါတယ်ထပ်ပြီးအစီရင်ခံစာတစ်ခုတည်းကနမ်မီစရင်တွေထဲမှာစန်ဒရီယိုရဲ့အဖေရဲ့နမ်မီကိုလည်းတွေ့သွားကြကဒီအချိန်မှာပဲအပြင်ကနေလူတယောက်လာလို့အမြန်ပုန်းနေလိုက်ကြပါတယ်တစ်ဖက်မှာလည်းအန်နီစာကအိယာကနေနိုးလာချင်းတခြားလူတွေကိုမမြင်တော့ပဲထိုင်နေတဲ့တယောက်ကိုမြင်လို့နူရူပဲထင်ပြီးစကားပြောလိုက်ချင်းသူ့ဘက်ကိုလှည့်လာတော့လူမဟုတ်ပါဘူး ဒီတော့အနာကိုကတ်လာပြီးအားလုံးသိရမယ်လို့ဆိုကပြောနေလို့ထိတ်လန့်ပြီးအော်ဟစ်နေချိန်မှာပဲအိမ်မက်ဖြစ်နေပြီးသူ့ကိုနှုတ်နေကြလို့နိုးလာတာပါထိတ်လန့်တကြဖြစ်နေတဲ့သူမကိုဝမ်းကြည့်နေကြပါတယ်ဒီတော့အန်နီစာလည်းအမြန်ပြင်ဆင်လိုက်ပြီးကြောင်းနောက်ကျနေပြီးမို့အဆောင်ကနေအထွက်မှာသူ့နံမျိုးကိုခေါ်တန်ထက်ကြားလိုက်ရပြီးအနာကိုကတ်လာကကာယာအီရဲ့အဆောင်ကိုလို့ပြောတန်ကြားလိုက်ရပါတယ်ဒါပေမဲ့သူမဘေးမှာဘာမှမရှိပါဘူးကာယာအီရဲ့အခန်းကိုရည်ညွှန်းနေတာပါ ။ဆန်ဒီယိုတို့တငယ်ချင်းနှစ်ယောက်ကလည်းဦးစတက်ဆာမီယာရဲ့အခြေအနေကိုအနီးကပ်သွားကြည့်ကြပြီးချိန်စာသိနေတာလို့ထင်ကြောင်းနဲ့နေမကောင်းတာဆိုရင်ဒီလိုဖြစ်မနေတော့ဘူးလို့အပြန်အလှန်ပြောဆိုနေကြတာ။ဆန်ဒီယိုကသူ့အိမ်ကိုစိတ်ပူတဲ့အတွက်ဒီညနေပြန်မယ်လို့ဆိုတော့အလီကအပြင်မှာရှုပ်ထွေးနေတာမှမသွားတင်ဘူးလို့ပြောပေမဲ့မင်းရဲ့မိသားစုကနိုင်ငံခြားမှာငါမိသားစုကဒီမှာငါစိုးရိမ်တယ်လို့ဆိုတာထွက်သွားပါလေ။သူထွက်သွားတော့အလီတယောက်တည်းကြံနေခဲ့ချင်းစာမီယာကထထလာ အလီလက်ထိတ်လန့်သွားကသူကြည့်နေရင်ထရက်လာပြီသူ့စီကိုခုံဝင်လာလို့အမြန်ပဲထွက်ပြေးလိုက်ရပါတယ်တဖက်မှာလည်းအန်နီစာကသူမြင်နေရတဲ့တရေတကောင်ရဲ့အနောက်ကိုလိုက်ရင်ကြောင်းဥဆရာကြီးကာယာဤနေထိုင်ခဲ့တဲ့အခန်းရှိကိုရောက်သွားကသူလိုက်ကြည့်နေရင်အနားကိုကပ်ပြီးအထဲမှာလိုထပ်ပြောပြန်ပါတယ်သူမှလည်းအထဲကိုအပေါက်ကနေချောင်းကြည့်တော့ထူးခြားတာဘာမှမတွေ့ပါဘူးဒီတော့ထွက်သွားလိုက်ပြီးရီချိုးတဲ့နေရာကိုအရောက်မှာတော့အစီအရင်လှုပ်ထားတဲ့အထုပ်လေးတစ်ခုကိုမြင်လိုက်ရပြီယူကြည့်နေကာ တောင်စွန်းတစ်ခုမှာဘားကတ်ကိုအစီရင်တစ်ခုပြုတ်လုံနေတာကိုမြင်လိုက်ရပါတယ်။သူကြည့်နေချိန်မှာပဲအနောက်ကနေနိုရူကရောက်လာတော့လန့်သွားပြီ။သူတွေ့ထားတဲ့အထုံလေးကိုလည်းပြလိုက်ပါတယ်။နိုရူကလည်းယူပြီးအမိုက်တောင်းတဲ့ကိုလွှတ်ပြစ်လိုက်ကအဝတ်သွားလျှော်နေရင်အဝတ်လန်းနေချိန်မှာအဝိစရဲ့တစ်ဖက်မှာအရေးတစ်ခုကိုမြင်လိုက်ရပါတယ်။ဒီတော့အဝိစကိုဖဲကြည့်လိုက်တော့လည်းဘာမှမရှိပြန်ပါဘူး။ဒီလိုနဲ့အဝယ်လန်းဖို့ရေခါလိုက်ရကနေမျက်လုံးထဲကိုဝင်သွားပြီး သူ့ရဲ့မျက်လုံးတွေကိုသူပြန်ပို့ရင်ပုံမှန်မဟုတ်တာကိုအန်ဒီစာလည်းမြင်သွားပြီးအနားကိုရောက်လာတော့နူရူကလည်း "तू မမြင်ရတော့ဘူး"လို့ဆိုပါတယ်။မျက်လုံးတွေကိုပုတ်တက်နေရင်သူ့ဦးတွေထွက်လာပြီးသူ့ဦးတွေလည်းအန်ထွက်လာကဗစက်ထဲကနေတန်ဆူဂျိုးကြီးထွက်လာပါတယ်။မျက်လုံးတွေထဲကနေလည်းတန်ချောင်းတွေထွက်လာပြီးနာကျင်အော်ဟစ်ရင်သူ့ကိုယ်သူလည်းပုတ်တက်ရင်းကနေရေတွင်းထဲကိုပြုတ်အကြမှာအန်ဒီစာကဖမ်းဆွဲထားပါတယ်။အနားမှာလည်းသူတို့ကိုကယ်မိသူကမရှိပါဘူး။ သူဆွဲထားပေမဲ့နူရီရဲ့ခြေထောက်ကိုအောက်ကနေတစုံတစ်ခုကဆွဲခေါ်သွားတဲ့အတွက်လွတ်ကျသွားကအန်နီစာလဲငိုကြွေးကြံခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့အူစတက်ဘာဂတ်ကကျောင်းမှာဒီလိုတွေဖြစ်နေတာနဲ့ပတ်သက်ပြီးကျောင်းကိုပိတ်ပစ်ပြီးအိမ်ကိုပြန်ခိုင်းစေခြင်းတွေကဒါကိုဆုံးဖြတ်ချက်ချရမှာကတာဝန်ခံရစ်ဝမ်ရဲ့ဆုံးဖြတ်ချက်ပဲဖြစ်တာမို့ဒါကိုလုပ်ဖို့တိုက်တွန်းနေတာပါ။ဒါပေမဲ့ရစ်ဝမ်ကလက်မခံပါဘူး။ကာယာအီလာမပဲဆောင်ရွက်မှလို့ဆိုပါတယ်။သူတို့စကားများနေကြတာကိုဆီယာမဇစ်ကဝင်ထားလိုက်ပြီး ဒီအချိန်မှာအချင်းမများတဲ့အကြောင်းနဲ့ကျောင်းမှာအချင်းနေပိုဆိုးရွာလာနေပြီးကျောင်းထဲမှာလူသက်သမားရှိနေပြီလို့ပြောလိုက်တဲ့အခါမှာဘယ်လိုလုပ်သိတာလဲလို့ဆိုတော့အားလုံးတိတ်သွားကြပါတယ်ဒီလိုနဲ့တညမှာတော့ကျောင်းသူကျောင်းသားတွေရောကျန်းစာရုပ်ဖတ်တာတွေပြုလုပ်နေခြင်းပူကတ်တာတွေစဖြစ်လာပြီးအားလုံးသိရမယ်လို့ပဲပြောနေကြတာဒီတော့ဝိုင်းထိန်ထားလိုက်ကြပြီးငြိမ်သွားအောင်ဝိုင်းပြီးကုကြရပါတယ်နောက်ဆုံးမှာတော့ပူကတ်ခံထားရတဲ့ကျောင်းသားတွေလည်းငြိမ်သွားပေမဲ့ဒဏ်ရာတွေကိုစီရကုန်ကြလို့ဆန်ဒီယိုတို့ကဆေးသွွားယူတဲ့အချိန် ပလင်းတွေကိုဝါးစားနေတဲ့စာမီယာနဲ့တိုးကြပြီးဆန်ဒီယိုကိုမင်းတို့ဘာတွေအလို့ရှုပ်နေကြတာလဲမင်းအဖေဘလို့နေလဲလို့မေးတဲ့အခါမှာအမြတ်ထွက်သွားကြပါတယ်သူတို့ထွက်သွားတော့အပေါက်ဆောင်နေတဲ့အလီကတယောက်တည်းကြံခဲ့ကအထဲကိုကြည့်လိုက်တော့စာမီယာကအိပ်ယာထဲမှာရှိနေပြီသူကြည့်နေချင်းသူ့ကိုလှည့်ကြည့်လာလို့ထွက်ပြေးရပါတော့တယ်ဆန်ဒီယိုကလည်းသူ့အိမ်ကိုစိတ်ပူသွားပြီးညာတွင်ချင်းပြန်ဖို့ပြင်လိုက်ကအန်နီစာကအပြင်မှာအန်ဒီရဲ့အရန်များလာမှမတော်တင်ဘူးလို့ဆိုနေကာ ိုက်ထားပေမဲ့လည်းသူ့မိသားစုကိုစိတ်ပူနေတာကြောင့်ပြန်မရမယ်လို့ဆိုပြီးပြန်သွားပါတယ်။ဒီလိုနဲ့အပြေးတစ်ပိုင်းသွားနေခဲ့ပြီးတဏှာအရောက်မှာတော့လူတွေအစုလိုက်အပြုံလိုက်တက်ခံထားရတာကိုမြင်သွားကတေဆုံးသူတွေကဘာသာရေးလိုက်စားတဲ့သူတွေကြီးပါပဲ။သူ့ရဲ့အိမ်မှာလည်းအမေဖြစ်သူကမိဖို့ရဲရှိနေပြီးရေနွေးပြင်းနေချိန်အိမ်ရဲ့ခေါင်မိုးပေါ်မှာအတန်တခုကိုကြားလိုက်ရပါတယ်။သူ့ရဲ့ယောက်ျားဖြစ်သူကိုဝန်ကြီးတဲ့အချိန်မှာတော့မတွေ့ရတော့ပါဘူး။သူလိုက်ရှာနေတုန်းမှာပဲအပေါ်ကနေကျူးဆွဲချပြီးကြာလာလို့ ထိတ်လန့်သွားကဝမ်းနဲ့ငိုကြွေးနေချိန်မှာပဲအိမ်ပေါက်ကနေအနက်ရောင်ဝှစ်စုံတဲ့လူတစ်ယောက်ထွက်ပြေးသွားတာကိုသတိထားမိလိုက်ပါတယ်သူအပြင်ကိုကြည့်တဲ့အခါမှာတော့လူတစ်ယောက်ထွက်ပြေးသွားတာကိုမြင်လိုက်ရတာပါဒါကိုတကားကိုအမြန်သွားပိတ်လိုက်ပြီးအထဲကိုပြန်ဝင်နေလိုက်ကအပြင်မှာလဲဆန်ဒရီယိုကပြန်လာနေရင်အိမ်အနားမှာကားကိုမြင်မိလို့ကြည့်နေချိန်မှာပဲသူမျက်စိရှိမှာပဲလူတစ်ယောက်ကိုခုတ်ချလိုက်တာကိုမြင်သွားကသူကိုလည်းသတိထားမိသွားလို့ထွက်ပြေးရပါတော့တယ်သူထွက်ပြေးနေရင်တဏီယာအယောက်မှာအောက်ကိုခုန်ချဖြစ်လိုက်ကာ သူပြုတ်ကြတာက အလောင်းလူရဲ့အပေါ်ကိုဖြစ်နေတာပါဒါကိုတိလိုက်တော့ထိတ်လန့်သွားပေမဲ့အနောက်ကလိုက်လာတဲ့လူတွေကနီးလာပြီးမှအလောင်းတွေကြားမှာပုံနေလိုက်ပါတယ်အနက်ရောင်ဝစ်စုံတဲ့လူတွေကနှစ်ယောက်ဖြစ်ပြီးလူသေးကောင်းတွေအနားကိုရောက်လာကအလောင်းတွေကိုဓာတ်နဲ့လိုက်ထိုးကြည့်နေသေးတာပါအန်နီစာကလည်းသူငငယ်ကအချောင်းကိုစဉ်းစားမိနေရင် သူမမှာမိဘတွေရှိချင်းကအမေဖြစ်သူကကိုဝင်အရင်အမကြီးနဲ့ကိုကိုကိုအဆုံးစီရင်သွားခဲ့တာပါဒီတော့သူမြင်နေရတဲ့တရေကသူ့ရဲ့အမေပါပဲ နိုင်ငံမှာလည်းအထီးကယုံတွေဖြစ်နေကြပြီးအစိုးရကလည်းမဖြေရှင်းနိုင်သေးပါဘူးတော်ရဲကအလောင်းကောင်တွေကိုစေးုံကိုတဲလာတဲ့အချိန်အလောင်းတွေနဲ့အတူတေးချင်းအောင်ဆောင်နေတဲ့စန်ဒီယိုလည်းပါလာကသူ့ပါသားသူအိတ်ထဲကနေထွက်လာတော့စေးုံမှာအလောင်းတွေပုံထက်နေပြီးဒဏ်ရာရသူတွေလည်းအများအပြားရှိနေတာကိုမြင်သွားခဲ့ပါတယ်စန်ဒီယိုလည်းတွေးတဲ့အင်ဂျီအဟောင်းတစ်ခုကိုယူဝစ်ပြီးအမြန်ထွက်လာလိုက်ကအဆောင်မှာလည်းပူကခံထားရတဲ့လူတွေကိုစေးကူထားရပါတယ်အန်နီစာကလည်းဒါကိုမကြည်မနှက်ဖြစ်နေကဘာကအလာကိုစောင့်ပြီး မနေ့ကဂွေးပြူချိန်မှာဆရာကဘယ်ရောက်နေတာလဲလို့မေးလိုက်ပြီးဆရာအစီအရင်တွေလုပ်နေတာကိုမြင်တယ်လို့ဆိုပါတယ်ဆရာကလည်းအဲ့ဒါမင်းကိစ္စမဟုတ်ပါဘူးမင်းထွေးတယ်လို့လည်းငါလုပ်နေတာမဟုတ်ဘူးလို့ဆိုပါတယ်ဆရာမစစ်ကိုလည်းသူမြင်ခဲ့တာကိုပြောပြလိုက်ပေမဲ့ဒီလိုတွေမပြောဖို့နဲ့ဖြောင်းဖြာပြောဆိုလိုက်တာအခုအချိန်မှဘယ်သူလှုပ်လဲဆိုတာကိုရှာဖွေနေကြတုံးလို့ဆိုပါတယ်ဒီလိုတွေပြောဆိုပြီးတငယ်ချင်းတွေကိုကူညီပေးဖို့ခိုင်းလိုက်ပါတယ်စန်ဒရီယိုကလည်းအင်ကိုပြန်လာနေပြီးလမ်းတစ်လျှောက်မှာလဲအဋိဌာယုံတွေကိုပဲမြင်လိုက်ရပြီ ဘယောဂါဆရာကြီးရဲ့အလောင်းတွေကိုမြေမြုပ်ဖို့တောင်ကန့်ကွက်နေကြတာပါဆန်ဒရီယိုလည်းဆက်သွားလိုက်ပြီးအင်ကိုရောက်တဲ့အခါမှာအဖေဘမလည်းလို့မေးတဲ့အခါအမေဖြစ်သူကငိုပြီးပြောပြလိုက်ပါတယ်ဒီတော့သူ့ရဲ့အဖေရဲ့အလောင်းကိုမြင်တော့ဝမ်းနေနေကအမေဖြစ်သူကလည်းတားကိုဒီမှာကြာကြာနေရင်အန်တီယံများတယ်လို့ဆိုပါတယ်ဒါပေမဲ့ဆန်ဒရီယိုကသူ့အဖေရဲ့အလောင်းကိုလူမသိအောင်ပဲသူကိုယ်တိုင်ပဲခြံဝင်းထဲမှာပဲမြုပ်နှံပြီးအပေါ်ကနေငါပြောပင်တပင်စိုက်ထားလိုက်ပါတယ်သူ့အဖေကိုဒီလိုဖြစ်ရလို့စိတ်မကောင်းဖြစ်နေခဲ့ရပြီး တကယ်တော့သူ့ရဲ့အဖေကိုပယောဂဆရာတယောက်လို့စွပ်စွဲပြီးတပ်ပစ်တဲ့စရင်မှာပါဝင်နေတာပါသူကပယောဂဆရာမဟုတ်ပါဘူးအဖေဖြစ်သူကမတိခင်ကဘာသာရေးဆရာတွေနဲ့ရင်းနှီးပြီးကိုညီပွေးတာတွေရှိခဲ့တာကြောင့်ပါသူ့ရဲ့အစွမ်းကိုလည်းအသုံးချပြီးဘာသာရေးဆရာတွေနဲ့အတူအောက်လန်းနဲ့တိုက်ခိုက်ရတဲ့လူတွေကိုကိုညီပေးခဲ့ဘူးတာပါအရှုပ်အထွေးကာလဖြစ်တာကိုအခွင့်ကောင်းယူပြီးအောက်လန်းဆရာတွေကလည်းရှင်းပြကြတာပါသူတည်ဆုံးခဲ့တဲ့အချိန်မှာသူကူညီပေးခဲ့တဲ့လူတွေကတော့မရက်တိပေးခဲ့ကြဘူးလို့ဆိုတာ အမေဖြစ်သူကဝမ်းနဲ့ငိုကြွေးနေရှာပါတယ်။ဆန်ဒီယိုကလည်းចောင်းကိုပြန်ခိုင်းတဲ့အခါမှာလည်းသူနဲ့လိုက်ခဲ့ဖို့ခေါ်ပေမဲ့အမေဖြစ်သူကမလိုက်ဘူးလို့ဆိုကဒါကចောင်းမှာပဲလုံခြုံចောင်းနဲ့အမေကဒီအိမ်မှာပဲစောင့်နေခဲ့မှာဖြစ်ကဒါပြန်လာရင်နေစရာတခုရှိနေအောင်ပါလို့ဆိုပြီးချောင်းမော့ပြီးပြန်လွတ်လိုက်တော့မှဆန်ဒီယိုလည်းចောင်းကိုပြန်သွားပါတယ်။သူထွက်သွားတာကိုအမေဖြစ်သူကလည်းငေးကြည့်ရင်မျက်ရည်တွေကျပြီးကြံနေခဲ့တာပါ။တစ်ဖက်မှာလည်းအန်နီစာကဟင်းချက်တဲ့အဖွားနာကိုသွားပြီးစကားပြောနေရင် ဟင်အိုးအဖုံးကိုဖွင့်ကြည့်တော့လူကောင်းကြီးကိုမြင်ပြီးထိတ်လန့်သွားကဒီချိန်မှာပဲအနာကိုဟင်းချက်ပေးတဲ့အဖွားကရောက်လာပြီးဘာမှမပြောဘဲကုလေဘင်းကိုလှီးပြီးတွေးတွေပန်းထွက်လာကတေးဆုံးသွားပါတယ်အန်နီစာလည်းထိတ်လန့်ပြီးအော်ချလိုက်ကဆီယာမဇစ်ကလည်းစာမီယာကိုတွားပြီးပြုစုပေးနေရင်မိတွေကရုတ်တရက်ပိတ်သွားပါတယ်အန်နီစာကလည်းအကူညီတောင်းဖို့ဆီယာမဇစ်ကိုလာခေါ်တဲ့အခါမှာတိတ်ဆိတ်နေလို့အထဲကိုဝင်ကြည့်လိုက်တော့အထဲမှာဆီယာမကပုံမှန်မဟုတ်တော့ပဲဘူးကခံထားရကား င်ကဦးစတာဖြစ်ချင်တာမလားလို့ပြောရင်သူ့လက်ချောင်းတွေကိုသူပြန်ပြီးခက်ကြီးနဲ့ညှက်နေတာပါအန်ဒီစာလည်းထိတ်လန့်တုန်လှုပ်နေပြီးထွက်ပြေးဖို့ပြင်တော့တကားကိုဖွင့်မရအောင်လှုပ်လိုက်ပြီးအနောက်ကနေလိုက်တိုက်ခိုက်ပါတယ်အန်ဒီစာလည်းရှောင်းရင်တင်းရင်နောက်ဆုံးမှာတော့မလွတ်တော့လို့ကျန်းစာရိုးလိုက်တဲ့အတွက်သူ့ကိုတိုက်ခိုက်လို့မရတော့ပဲရက်တန်သွားကသူကောင်းကိုသူပြန်ထိုးပြီးဆုံးပါသွားပါတယ်အဲ့ဒီနောက်မှာတော့အပြင်မှာတယောက်တည်းထိုင်နေချင်းသူ့အမေရဲ့ဝိညာဉ်ကကာယာအီးရဲ့အခန်းလိုကပ်ပြောတဲ့အတွက်အဲ့ဒီအခန်းကိုထပ်သွားကြည့်ပြန်ပါတယ် ဒီတခါတော့အပေါ်လေဝင်ပေါက်ကနေတဆင်လှမ်းကြည့်တော့တခုခုကိုမြင်သွားပြီးဦးစတက်ဘာဂတ်ကိုတွားပြီးပြောလိုက်ကကာယာဤရဲ့အခန်းကိုဝင်ကြည့်တင်ကြောင်ပြောလိုက်ပါတယ်ဒီချိန်မှာရစ်ဝံကလည်းရောက်လာပြီးကာယာဤရဲ့ကိုပိုင်အခန်းဖြစ်လို့မဝင်တင်ကြောင်ပြောနေတာပါဒါကိုဆန်ဒရီယိုကလည်းကြားသွားပြီးဝင်ကြည့်တင်ကြောင်ပြောကတခြားចောင်းသားចောင်းသူတွေကပါရောက်လာတဲ့ကြောင့်သူတို့ကိုတားလို့မရပဲအကုန်လုံးအခန်းကိုတွားပြီးဖွင့်ကြည့်ကြပါတယ်တကားတော်ကိုဖျက်ဝင်လိုက်တော့အထဲမှာအောက်လန်းစီရင်နဲ့ပူဇော်တာတွေပြုလုပ်ထားတာကိုတွေ့လိုက်ပြီး နည်းနည်းပါးပါးသိတဲ့အန်နီစာကအမြေအိုးကိုရိုက်ခွဲပလိုက်ပါတယ်။ဘာကတ်ကလည်းရောက်လာတဲ့အတွက်ဘာကတ်လုတ်တယ်လို့ဆန်ဒရီယာကပြောလိုက်ကအရင်ကလည်းအစီအရင်တွေကိုလိုက်ထားနေတာကိုတွေ့တယ်လို့ဆိုပါတယ်။ဘာကတ်ကလည်းသူ့ပဲဒီအခန်းထဲကိုဝင်လို့ရတာမဟုတ်ကြောင်းနဲ့ရစ်ဝံကိုလည်းဘာလို့တန်တရားမရှိကြတာလဲလို့ပြောကဒါလည်းလက်မခံကြပါဘူး။ဘာကတ်ကိုဖမ်းပြီးခန်းမထဲမှာကျိုးနဲ့ခြိထားလိုက်ကြပါတယ်။ပြီးတာနဲ့အလီတို့ကိုဆီယာမအခန်းကိုသွားစစ်ဆေးပြီးဆန်ဒရီယိုနဲ့အန်နီစာကတော့ ရေဝံရဲ့အခန်းကိုသွားစစ်ဖို့လူခွဲကြပါတယ်။သူတို့ပြောနေချိန်မှာပဲမိကလည်းပြတ်သွားပါတယ်။အလီတို့ကဆီယာမအခန်းကိုသွားချိန်တယောက်ကအတန်ကြားလို့ကြံနေခဲ့ကလိုက်ကြည့်နေချိန်မှာပဲအလောင်းကောင်တွေနဲ့တိုးမိပြီးတိုက်ကြိုက်ခံလိုက်ရကဘိုက်ကိုဖောက်ခံလိုက်ရပါတယ်။အလီတို့ကလည်းအတန်ကြားလို့လှည့်ပြန်လာတော့လဲကြနေပါပြီ။ဆန်ဒီယိုတို့ကလည်းရေဝံရဲ့အခန်းကိုရောက်သွားတော့အခန်းကဖွင့်မရဖြစ်နေချိန်အတင်းတွန်းအဖွင့်ဆန်ဒီယိုကအထဲကိုအရောက်တကားကပြန်ပိတ်သွားကဖွင့်မရတော့ပါဘူး။ ီတော့အန်နီစာတယောက်တည်းအပြင်မှာကြံနေခဲ့ချိန်အမေဖြစ်သူရဲ့ဝိညာဉ်ကအခန်းတစ်ခုရဲ့ရှေ့မှာရပ်နေတာကိုမြင်သွားပြီအဲ့ဒီအခန်းကိုသွားချောင်းကြီးတဲ့အခါမှာတော့အထဲမှာအောက်လန်းအစီရင်တွေကိုပြုတ်လုံနေတဲ့ဦးစတရစ်ဝံကိုမြင်လိုက်ရပါတယ်ဒါကိုမြင်တော့တခြားလူတွေကိုသွားပြောဖို့နောက်ကိုပြန်လှည့်တကားပွင့်လာပြီးအထဲကိုဆွဲခေါ်ခံရတယ်လို့ပါသွားကအောက်ကိုပြုတ်ကြပြီးတတိမိန်သွားပါတယ်ဒန်ယာရနေတဲ့ဤဖာကိုလည်းပြန်ခေါ်လာကြပြီးဘာကတ်ကိုလည်းလှုပ်ပေးလိုက်ကြကဒန်ယာနဲ့လူကတည်သွားပါပြီး ဒီချိန်မှာပဲထူးခြားတာတွေစဖြစ်လာလို့တကားတွေကိုပိတ်ခိုင်းလိုက်ပါတယ်။တစ်ဖက်မှာလည်းအန်နီစာကိုအယုံနဲ့ပြူစားလိုက်ပြီးထိန်းချုပ်ကနှိပ်စက်နေပါပြီ။ရစ်ဝံကိုလည်းကျမတို့ဘာအမှလုပ်ခဲမိလို့ပါလဲလို့မေးတော့မင်းတို့ကနေရာမှပြီးခိုလုံမိခဲ့ကြတာပဲလို့ဆိုပါတယ်။နိုင်ရမှာတန်လန်းကြီးကတ်နေအောင်လှုပ်ထားလိုက်ပြီးမင်းတို့ဒီဘာသာရေးဆရာတွေကိုအားကိုးနေတုံးလား။အခုငရဲမှာသူတို့အားလုံးရောက်နေကြပြီလို့ပြောကသူစီရင်ထားတဲ့အယုတ်တွေကိုတွေးတွေကိုဗစက်သေးကိုငုံပြီးမှုတ်ထုတ်လိုက်တာနဲ့ သူကြောင့်ဒေဆုံးထားတဲ့အလောင်းတွေကဘာဂတ်တို့စီကိုရောက်လာကြပါတယ်။တကားတွေကလည်းအော်တိုပွင့်ကုန်ကြတာပါ။ဆန်ဒီယိုကလည်းအန်နီစာရှိတဲ့အခန်းကိုမရရအောင်တွန်းပွင့်က အထဲကိုရောက်တော့ရစ်ဝံနဲ့တိုက်ခိုက်ကြပါတယ်။ရစ်ဝံကလည်းသူ့ကိုအေးအေးဆေးဆေးပဲတုံ့ပြန်ပြီးနောက်ဆုံးရစ်ဝံလဲကျသွားတဲ့အခါမှာအစီရင်မြေအိုးကိုရိုက်ခွဲပစ်လိုက်တဲ့အတွက်အန်နီစာလည်းထိန်းချုပ်ခံထားရကနေလွတ်သွားသလိုသူခိုင်းစီနေတဲ့အလောင်းကောင်တွေကလည်းရှေ့ဆက်မသွားတော့ပဲလဲကျသွားကဒီတော့မှဘာဂတ်တို့လည်းတပ်ပြင်းချလိုက်နိုင်ပါတယ်။ အန်နီစာတို့လည်းအပြင်ကိုထွက်ပြေးကြရင်ဘာဂတ်တို့ကလိုက်လာနဲ့စုံမိချိန်ကောင်းကင်ကနေမီးလုံးကြီးတစ်လုံးထိုးကြလာပြီးရေဝံရဲ့အခန်းကိုကြားရောက်သွားကမီးတွေတဟုန်ဟုန်တောက်လောင်လာပါတယ်မီးတွေကြားထဲမှာရေဝံလည်းမီးလောင်လာပြီးဝေဒနာကိုပြင်းထန်စွာခံစားရင်းအော်ဟစ်နေရှာတာပါအစီရင်အယုတ်တွေလည်းမီးလောင်ပျက်စီးသွားသလိုဆရာစာမီယာကလည်းသတိရလာပြီးပြန်လည်ကောင်းမွန်လာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့တိတ်ဆုံးသူတွေကိုမြေမြုပ်တကြိုလိုက်ကြပြီးမှတ်တိုင်တွေနားမှာအန်ဒီစာကတယောက်တည်းထိုင်ပြီးတွေးနေရှာပါတယ် ဆန်ဒီယိုကလည်းရောက်လာပြီးမစ္စတာကာယာဤလည်းပြောင်းနေတော့မယ်။သူဘေကင်းကင်းနဲ့ရှိနေပါစေလို့ဆုတောင်းကထွက်သွားပါတယ်။အန်နီစာကတယောက်တည်းကြံခဲ့ခြင်း။သူ့ဘေးမှာအမေဖြစ်သူရဲ့ဝိညာဉ်ကသူ့ကိုပြုံးပြီးကြည်နေတာကိုမြင်လိုက်ရကဇလန်းလေးပြီးဆုံးသွားခဲ့ပါတယ်ခမညာ။အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းမှခြင်းများနဲ့အတူကတ်သုံးပါကြော်နေနိုင်ပါစေလို့ဆုတောင်းပေးရင်းဏီကုန်းချုပ်လိုက်ရပါတယ်ခမညာ။